ရှိခဲ့ကြတယ်ညီမတို့ဆရာတွေအမေတွေအတော်တွေကခဲ့တယ်ပေါ့ညီမကအဲ့ဆူဆာပြောတယ်လို့ပေါ့အမရနည်းနည်းလေးပုံမှန်တမျိုးကြလမ်းကြီးကိုမသွားခြင်းဒါအရင်လောကကိုစော်ကားတာမဟုတ်ပါဘူးရှင်အများနဲ့စမ်းသစ်တီထွင်ရတယ်ပေါ့ရိုးရအောင်လည်းမကြောဘူးဒါပေမဲ့ခက်ကိုလည်းမြင်အောင်လိုက်ရတယ်ဆိုတဲ့ပုံစံပေါ့ပြီးသက်စိတ်ဝင်စားအောင်ဒီလိုကြီးပုံမှန်ကြီးကနေမှတက်ဆိုင်နည်းနည်းလေးအပြောင်းလဲလေးဆိုရင်နည်းနည်းများအိတ်ချင်ပြေးလာမလားအမျက်လုံးကျဲလာမလားဆိုပြီးညီမအဲ့လိုမျိုးလုပ်ပါရဲရှင် ဲ့အချိန်ကပြည်သက်ကအစုံဖြစ်နေတာလေအစုံဖြစ်နေတော့ညီမတို့အငိမ့်ဆိုရင်တချို့ကညီမတို့ကွန်မန့်တွေမှာအများဆုံးဝေဖန်ခံရတယ်။အညီလောကဂရင်ဒိုမင်းသမီးတွေဖြတ်နေတာတာတာရံမကရက်ဖူလားဆိုတော့မတ်မျိုးတွေအများအကျုံရပါတယ်။အဲ့လိုတွေကြောင့်နည်းနည်းတော့စိတ်မကောင်းဖြစ်တယ်။ဟိုဆိုလိုချင်တဲ့သဘောကကားတဲ့အချိန်ကလည်းအချိန်မဟုတ်မှထကားတယ်ပြည်သက်ကအဆုံရှိအမရဲ့အဲ့တော့ညီမတို့တလိုင်းနဲ့ငင်းငင်းလေးသွားနေလို့မရငင်းငင်းလေးသွားရင်မင်းသမီးကိုလိုက်တာဘာမှလည်းမကဘူးဆိုတာမျိုးဖြစ်တာလေ ဟုတ်ကဲ့ဒီနေ့ညီမအဓိကတော့အညာဆန်းဈေးလေးဆိုတော့ opera ကြီးမှာအကိုကိုပို့ချင်တဲ့ကမှာပါရှင်။နောက်နှစ်ပါးလဲပါပါရှင်ဟုတ်။ဟိုညီမမိပါရည်ညီမဆရာသမားတွေပြောပူတာတော့ဘယ်ပညာတခုမဆိုယူသွင်းနေမှာသူများထက်ပိုပြီးထူးခြားတယ်လို့ကြားပူပါရဲ။ထွင်းထူးမထွင်းယူရမယ်ပေါ့။အဲ့တော့ညီမယူသွတ်တဲ့ထဲမှာပါတယ်ဒီပညာကို။အဲ့တော့ငငယ်လေးကလေးကတာကတော့အဲနှစ်တန်းသုံးတန်းလောက်ကလေးကညီမဒီပညာပေါ့နော်။မျိုးရွာလည်းဒီသတ်သမီးပညာဖြစ်တဲ့အတွက်အဲ့ကလေးကညီမဘာလို့မှလဲလို့မင်းသမီးလေးပဲဖြစ်ချင်တယ်။အဲ့လိုပဲညီမယူသွတ်ခဲ့တယ်ပေါ့။ အဲ့တော့ဒီ interview တဲ့ပတ်သက်ရင်ညီမအကုန်လေ့လာတယ်ပုံမှန်ဆိုညီမတို့ကဂရင်တို့ကတဲ့အညီမင်းသမီးတွေပါဒီဇက်နဲ့ဆိုရင်ခေါင်းစဉ်ချင်းတူဝင်မလန်းတလန်းစီပေါ့ဒါပေမဲ့ညီမဒီဇက်သမီးပညာကိုလည်းတက်ချင်တယ်တက်ချင်တော့အဖေဦးချမ်းသာတို့ညီမအကိုကိုပိုးချစ်တို့ဒီဇက်သမီးပညာနားလည်အောင်ပြဿက်ပဲဖြစ်ဖြစ် opera ပဲဖြစ်ဖြစ်ညီမတင်ယူပါတယ်ငိုချင်းနေဆိုလဲဆရာသမားတွေဆီကနေပြီးတော့ညီမလိုချင်တဲ့ပညာဆိုဘသူဆီကယူကယူကညီမမရှက်ဘူးရှင့်အဲ့လိုလေ့လာလိုက်စားပါရှင့် ကဲရှင်ညီမတူလေးတွေပေါ့နော်ညီမအမတွေအကိုတွေကမွေးတယ်သူတို့တာသမီးတို့ညီမလူတာပေါ့စဉ်းစားတာပေါ့ညီမတို့ကငငလေးကလေးကမိယိုးပလာဒီအနုပညာနဲ့ပဲတက်မွေးခဲ့တယ်အဲ့တော့အဖေကဆိုင်းဆရာအမေကမင်းသမီးဆိုတော့သူများအလူတွေဆိုရင်ညီမတို့အများနဲ့ချော်ပြရတယ်ပေါ့အဲ့တော့သူများတွေစကြည့်တာပဲစားရတယ်သူများတွေလူတာပဲကိုကသွားတော့ကိုလည်းသူများတွေကိုပြန်ကြွေးခြင်းနဲ့ကိုလည်းသူများတွေကိုလူခြင်းနဲ့အိုက်ခံစားမှုလေးကိုလိုခြင်းနဲ့ပေါ့ ်ဖျော်ပြရတဲ့သူအနေနဲ့မှညီမခံစားဘူးလားညီမကအလူရှင်ကြီးနေရတယ်မခံစားဘူးအဲ့တော့ညီမဒီနေ့ကရရတာလေးညီမတို့ရာသီချင်းကုံသွားပြီပေါ့အဲ့ဆူတာတဲ့အဆက်လေးတွေဆူကြလေးတွေနဲ့ညီမအဲ့လိုအလူကြီးလူကိုကြိုးစားခဲ့ရပါရှင်အဲ့ညီမဝင်အင်တာဗျူးတွေမှာလည်းဖြေဘူးပါတယ်ညီမလေးတို့ဘက်ကကျတော့မင်းသမီးတစ်ယောက်တည်းရုံးရတယ်ရှင့်3နာရီ3နာရီခွဲတစ်ခါလေ4နာရီလောက်ထိရအောင်ကားတယ်ကားတော့ကားတဲ့အချိန်ကပြေးတဲ့ကအစုံဖြစ်နေတာလေအစုံဖြစ်နေတော့ညီမတို့အငိမ့်ဆိုရင်တချို့ကညီမတို့ကွန်မန့်တွေမှာအများဆုံးဝေဖန်ခံရတယ် အညီလောကကဂရင်ဒိုမင်းသမီးတွေဖြတ်နေတာတာတာရံမကရဖူလားဆိုရမန်မျိုးတွေအများကြီးကြုံရပါတယ်အဲ့လိုတွေကြောင့်နည်းနည်းတော့စိတ်မကောင်းဖြစ်တယ်ဟိုဆိုလိုချင်တဲ့သဘောကကရတဲ့အချိန်ကလည်းအချိန်မဟုတ်မှထကားတယ်ပြည်သက်ကအဆုံရှိအမရေဒီလိုဇက်ယုံကြီးရမှာကရရင်တော့ဒါအစ်စစ်ခုံမမှာပဲအေးအစ်စစ်ကြည့်တယ်ပြည်သက်ညီမတို့နေမှာじゃအဲ့လိုမဟုတ်ဘူးပြည်သက်ထဲမှာတအားမူးနေတယ်သူလည်းပါတယ်တသက်အငိမ့်ဖြတ်ချင်တဲ့သူလည်းလာလာတယ်ကလေးတွေအုံးမူနေကြတယ်လာတယ်အဲ့တော့ညီမတို့တလိုင်းနဲ့ငင်းငင်းလေးသွားနေလို့မရဘူးငင်းငင်းလေးသွားရင်မင်းသမီးခိုးလိုက်တာဘာမှလည်းမကအောင်ဆိုတာမျိုးဖြစ်တာလေ အဲ့ဒီပိတ်တဲ့ဘလို့နေမလဲအစုံလောက်ရတာကျန်းရတယ်နုရတယ်ဟာတာတွေလောက်ရတယ်ပိတ်တဲ့ကလည်းအစုံရှိတာဖြစ်တဲ့အတွက်ညီမတို့ကလည်းအစုံဘောင်းစုံအလုံးလုံးမှဒီပိတ်တဲ့ကကိုမန်းတဲ့ထဲမှာဖင်လေးမြဲပြီးကြံနေခဲ့မှာပေါ့နော်အဲ့လိုပါရှင်ဟုတ်ဟုတ်ကဲ့အဲ့ဒီလူပေါ်တက်ကြတဲ့အကာကညီမမေမေကတယ်။နောက်ညီမလေးလေးပေါ့အမေအမေတော်ကြားလေးစိန်တို့ကခဲ့တယ်။ညီမတို့၆လမ်းရထွက်တဲ့မင်းသမီးတွေဟိုးရှိခဲ့ကြတယ်။ညီမတို့ဆရာတွေအမေတွေအတော်တွေကခဲ့တယ်ပေါ့။ညီမကအဲ့လိုစစပြောတယ်လို့ပေါ့အမရယ်။နည်းနည်းလေး ်ပုံမှန်တမျိုးကြလမ်းကြီးကိုမသွားခြင်းဒါအရင်လောကကိုစော်ကားတာမဟုတ်ပါဘူးရှင်အများနဲ့စမ်းသစ်တီထွင်ရတယ်ပေါ့ရိုးရအောင်လည်းမကြုံဒါပေမဲ့ခစ်ကိုလည်းမီအောင်လိုက်ရတယ်ဆိုတဲ့ပုံစံပေါ့ပြီးသက်စိတ်ဝင်စားအောင်ဒီလိုကြီးပုံမှန်ကြီးကနေမှတက်ဆိုင်နည်းနည်းလေးအပြောင်းလဲလေးဆိုရင်နည်းနည်းများအချင်းပြေးလာမလားအမျက်လုံးကျဲလာမလားဆိုပြီးညီမအဲ့လိုမျိုးလုပ်ပါရဲရှင်အဲ့တော့ lucidary နဲ့ကတော့အစင်ပြေတဲ့ကိုအမျက်ကနေကြ lucidary နဲ့မှဒီကကလို့အစင်ပြေပါရဲရှင်အချင်းစားစကားပြောရအောင်ဟုတ်ကဲ့အဲ့ဒါပေါ်တော့ညီမကတော့ဘဝတူတွေဆိုတော့တအား ဟိုသူတို့တခါလေလမ်းကြောင်းလွဲနေလဲတအားတော့အပြစ်မပြောရဲပါဘူး။နေဆိုတော့ပြေးတကအဆုံဆိုတော့ညီမတို့အမေပြောဘူးတဲ့စကားလေးတစ်ခွန်းရှိရဲ။အလုံးလုံးတဲ့နေရာမှာဥကျိုရှိရဲသူကဥကျိုအားကိုရဲအဆွဲရှိရဲသူကအဆွဲကိုအားကိုရဲအစိတ်ရှိရဲတတဝါအစိတ်ကိုအားကိုရဲဆိုတော့ဒီပြေးတကမန်တထဲကိုမြဲနေဖို့အတွက်ကိုအားကိုလို့ရမယ်ဟာလေးပေါ့။တချို့ကအဲ့လိုစူးစမ်းကြတာပေါ့။ဒီအမှုပညာဘက်ကိုအစိုးတန်တဲ့လူအစိုးကဆိုရဲအကကအကတန်တဲ့လူကအကကရဲအဲ့လိုခစ်ကိုတန်တဲ့သူကဒီခစ်နဲ့ပြေးတဲ့ကြိုင်အောင်ပြေးတဲ့မြဲအောင်တို့အလုံးလုံးကြပါတယ်ဒါမှမဟုတ်တခါလေကြတော့ လမ်းကြောင်းလေးတွေလွဲသွားပြီးချုံရင်းချက်ကလေးတွေရှိသွားတာဖြစ်တဲ့အတွက်ညီမကဝိုင်းဝိုင်းဆိုင်လေးဆေးပါသူ့ဘက်ကနေညီမဒါတောင်းပန်ပြီးပြောပြရစီပေါ့နော်ပြီးတဲ့အဆုံးရှိရဖြစ်တဲ့အတွက်မျိုးစုံလို့ရအောင်အမယုံလေးတွေပါသွားပါတော့